ဧပြီလ17ရက်နေ့ Federal Family ရဲ့အနေစင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ PNLO ဌာနချုပ်ကိုစစ်ကောင်စီကဟောင်ဝဇာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့သတင်းတံပိုးရွာကိုစစ်ကောင်စီတပ်ကစက်တက်လေထီးနဲ့ဘုံတီးဆက်တလုံးကျဲချခဲ့ရာအရက်သား၃ဦးသေဆုံးတဲ့တဲ့ရည်စကြိုမြို့နယ်မှာစစ်ကောင်စီတပ်ကနေအိမ်တွေကိုမိရှို့ဖျက်ဆီးတဲ့တဲ့တင်တွေအပါအဝင် Federal Family ရဲ့နေစဉ်တဲ့တင်တွေကိုကြားကြရမှာပါ ရမင်းနယ်တောင်ပိုင်းအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်နဲ့အနီးအနားရှိခြေရွာတွေကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ83မမလက်နက်ကြီးပါဝင်ဟောင်ဝင်စာလက်နက်ကြီးနဲ့စဲချိန်ထက်မနေပစ်ခတ်တိုက်ခိုက်မှုကြောင့်လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ PNLO PNLA ရဲ့တင်းနဲ့ပြန်ကြားရေးတာဝန်ခံခွန်ရိန်ယန်က Federal FM ကိုပြောပါရယ်စီဆိုင်မြို့နယ်လွယ်ချေခြေရွာဖုံးကြီးကျောင်းနဲ့နောင်ကျောခြေရွာမှာ တက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပအိုးပြည်သူစစ်က PNLO ဌာနချုပ်အနီးနားရှိကျေးရွာနဲ့နောက်ထောကျေးရွာကိုမနစ်ဧပြီလ22ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့မပေါက်ကွဲသေးတဲ့ဗုံးဒီတချို့ကြန့်ရှိနေတယ်လို့သိရပါဗျ။မန္တလေးတိုင်းတောင်တာမြို့နယ်တံပိုးရွာကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာ ဆက်သက်လေထီ3စီးနဲ့ဘုံတီ7လုံးကျဲချခဲ့ရာရဲသား3ဦးသေဆုံးခဲ့ရပြီး4ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့တောင်တာမြို့လူထုလှုပ်ရှားမှုကော်မတီကထုတ်ပြန်ထားပါတယ်။အဆိုပါဘုံတီကျဲချတိုက်ခိုက်မှုမှာ87မမဘုံတီတွေကိုအသုံးပြုခဲ့တာဖြစ်ပြီးကျေးရွာအတွင်းကနေအိမ်နှလုံးပျက်စီးခဲ့တာတိရစ္ဆာန်သေဆုံးမှုလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပြင်ဒဏ်ရာရသူတွေထဲမှာအသက်16နှစ်အရွယ်အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရခဲ့ပြီးအဆိုပါကြေးရွာအတွင်းဘုံကျဲချင်းမရှိဘူးပေမဲ့ကြေးရွာအနီးတစ်ဝိုက်မှာစက်တက်လီထီးတွေနဲ့နှစ်ကြိမ်ဘုံကျဲချခဲ့တာရှိရလို့တည်ရပါတယ်။မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ဗလဘကျေးရွာရှိနေအိမ်တွေကိုမနေ့ဧပြီလ23ရက်နေ့မှာစစ်ကောင်စီတပ်ကဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ကျူရဖက်ကိုလည်းလက်နက်ကြီးနဲ့ထုလာတာကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေစီးရနေတည်ရပါတယ်။ စစ်ကောင်စီတပ်ခလာရ298ကဟန်ဝဇာနဲ့တုံးချက်ပစ်ခတ်ခဲ့တာကြောင့်နွားနှကောင်ထိမှန်တည်ဆုံပြီးလူအထိခိုက်မရှိဘူးလို့တည်ရပါတယ်။လက်ရှိဘလာဘတ်ကျေးရွာမှာတိုက်ပွဲအခြေအနေငြိမ်နေပေမဲ့တိုက်ပွဲအခြေအနေပြန်ဖြစ်ပွားနိုင်ပြီးစစ်ကောင်စီတပ်ကလက်တလုံးမှာလက်နက်ကြီးနဲ့တိုက်ခိုက်တာအပြင်လေကြောင်းနဲ့ပါတိုက်ခိုက်ခဲ့တာကြောင့်အနီးအနားကျေးရွာကဒေသခံတွေထိတ်လန့်ကဘေးလွတ်ရာကိုတင်းရှောင်နေကြရတယ်လို့တည်ရပါတယ်။ ရနီပီဒီမော့ဆိုအနောက်ချက်မှာကုန်စည်ဈေးနှုန်းမြင့်တက်လာတာကြောင့်စစ်ဆောင်ပီတူတွေစားရေးတောက်ရေးအခက်အခဲကြုံနေရတယ်လို့တီးရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့မတ်လ25ရက်ကတည်းကမြင့်တက်လာတဲ့အသားဈေးနှုန်းဟာလည်းကြာစင်သွားတာမျိုးမရှိသေးဘူးလို့အသားရောင်းသူတွေထံကနေတီးရပါဗျ။ဒီမော့ဆိုအနောက်ချက်မှာကုန်စည်ဈေးနှုန်းကြာစင်လာပေမဲ့ဒါဈေးနှုန်းကုံ၆ပစ္စည်းတွေရဲ့ဈေးနှုန်းဟာလက်ရှိအချိန်မှာမြင့်တက်နေစေဖြစ်တယ်လို့ကုံရောင်းသူတွေထံကနေတီးရပါဗျ။ မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာမနေ့ဧပြီလ21ရက်နေ့မနေ့7နိုင်ခွဲချိန်ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား6ဦးတိဆုံးခဲ့တယ်လို့သိရပါဗျ။ဘကိုးတိုင်းကနေမွန်ပြည်နယ်အတွင်းကိုဝင်လာတဲ့စစ်ကောင်စီကားတန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခတ်ရန်ပြင်ဆင်နေချိန်အနောက်ကကင်းနဲ့လမ်းမေကင်ပုံဝတ်ဖို့လာတဲ့စစ်ကောင်စီတပ်သား20ခန့်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါဗျ။အဆိုပါထိတွေ့တိုက်ပွဲအတွင်းငကဖြူတက်ရင်ခွန်ရှစ်တုံညာတက်ရင် ခွန်ရှစ်3ည5တက်ရင်ခွဲလေးတို့နဲ့အတူပူပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က6ဦးတိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကတော်လရဲ့အင်အားစုဘက်ကရဲဘော်တဦးမစိုးရင်ဒဏ်ရာရရှိခဲ့တယ်လို့တီးရပါဗျ။ဒီနေ့ဧပြီလ23ရက်နေ့ Federal Farm ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော် Harry ပါ။